အားလုံးပဲမင်္ဂလာပါမင်္ဂလာပါကိုရင်ပါရ YouTube channel TikTok channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အဲ့ဒီတော့ဒီနေ့ညမှာ brother တို့ရဲ့ champion league တွေရှိတယ် champion ship တွေရှိတယ်ပြီးတော့လည်းကျွန်တော်တို့ netherland league တွေလည်းရှိတယ်ဆိုတော့ mount k ကောင်းနဲ့ညီကိုတွေကတော့ပွဲများလေပိုကြိုက်နေပဲဟုတ်ပြီအဲ့တော့ mount form မယ်ဆိုတော့ကျွန်တော်ပြောထားတဲ့အတိုင်းပဲဘောနော် brother တို့ဒီအထက်ကြီးတပွဲ အောက်ခြေတပွဲ၊ဂိုးပေါ်တပွဲ၊ဂိုးအောက်တပွဲအကောင်းဆုံး၄ပွဲကိုတေချာလေးရွေးထုတ်ပြီးတော့မောင်းဆော့ပေးဖို့ကျွန်တော်နေနဲ့အကြံပြုချင်ပါတယ်။ဟုတ်ပြီဗျာအဲ့တော့ဒီနေ့ကဒါကျွန်တော်စိတ်ကြိုက်တပွဲကောင်းလေးရတော့ကျွန်တော်တို့ဒါ Newcastle Benfica ပွဲလေးကိုလိုတိုရှင်းလေးသုံးသပ်ပေးခြင်းနဲ့အဲ့တော့လိုတိုရှင်းလေးမသုံးသပ်ခင်မှာညကကျွန်တော်ရွေးချယ်ပေးထားတဲ့ဗျမီပက်ကင်ညီကိုပွဲလေးတွေဒါ Telegram Free Channel join လာတဲ့ ညီကိုရဲ့ပွဲလေးတွေကိုအရင်ဆုံးကျွန်တော်ပြောပေးမယ်။အဲညကတော့ဒါကျွန်တော် Telegram free channel ကို join ရတဲ့ညီကိုတွေအတွက်ကတော့ကျွန်တော်အဲ Isaac Akma Yan Thin ရဲ့ William 2ရဲ့ Netherlands League တဲ့ကနေပြီးတော့ကျွန်တော် William 2ပေါ်လေးပြီးခဲ့တဲ့4ซีโซပြရလဲလဲရှုံးနေခဲ့တယ်ကျွန်တော်ပြင်သစ်လီတူတဲ့ကကျွန်တော်နတ်စီရဲ့ MRI ရလားမသိရဘူး MRI ရဲ့အဝေးဝန်းပေးခဲ့ဆိုမနေ့ကလဲကျွန်တော် free channel join လိုက်ညီကိုတွေကတရေပဲကြာသွားတယ် free chat နဲ့ join လိုက်ညီကိုတွေကျွန်တော်ကြည့်ရသလားတော့စနစ်တနင်္ဂနွေအခုတလင်းလာနေတီကိုကျွန်တော်တို့ draw to draw တွေပဲကြာတာမြင်ရတယ် free channel join လာတဲ့ညီကိုတော့ကတော့ကျွန်တော်အကျိုးမြတ်လေးတော့မရှာပေးခဲ့ဘူးပေါ့နော် heavy package ညီကိုတွေကတော့ကျွန်တော်တို့ one hand body လေးရွေးချယ်ပေးခဲ့တယ် one hand body ကတော့ zidu ဆိုပြီးရလာနဲ့ရှုံးနေခဲ့တယ်ပြီးတော့ကျွန်တော် spain la liga 2တဲ့ကကြာတယ် cardiff goal ball လေးကျွန်တော်ရွေးချယ်ပေးခဲ့တယ် cardiff ကတော့ကျွန်တော်တို့တွေဒါ goal ball သွားတယ် tulli တွေကတော့ကျွန်တော် casim barga လေးရွေးချယ်ပေးတာ casim barga လည်း zidu ဆိုပြီးရလာနဲ့ရှုံးနေသွားတယ်အဲ့တော့မနေ့ကတော့ bmi package ညီကိုတွေကတော့တပွဲသာတော့ဒါအရှုံးပြသွားတယ်ပေါ့နော်အဲ့တော့ bmi package ဆိုတာက ညီကိုတွေကပြောလိုက်မယ်ပါလေအမှန်တော့ကျွန်တော်စီမှာ BMI package ဆိုတာကအခချင်းကိုလုံးဝပေးစရာမလိုဘူးကျွန်တော်ကိုစပွန်ဆာပေးထားတဲ့ဒါ You Pharma Lion Soft ကစားရုံနဲ့တင် Brother တို့စီ BMI ဘန်မာပွဲများတရားစီစားလုံးတစ်နှစ်ကို3ပွဲဒါမှမဟုတ်4ပွဲရရှိမှာပဲဖြစ်တဲ့အတွက်ကြောင့်သာခဲ့ပါကျွန်တော်လည်းတူတူလက်တွဲကြည့်လို့ရတယ်ကျွန်တော်တော့ welcome ပဲကျွန်တော်ကိုယ်ကမျက်နှာပြပြီးပြောပေးနေတာဖြစ်လို့ကြောင့်ငွေကြီးပိုင်းပါလေဘာမှ brother တို့စိတ်ပူစရာမလိုလက်ကြည့်စရာမလိုเนาะအဲ့တော့ကျွန်တော်တို့ ဒါမြန်မာစလုံးကြီးတနာ ਈ 30မှာကစားမယ်နျူကာဆယ်ဘင်ဖီကာပွဲလေးကိုလိုတိုရှင်းလေးသွားလိုက်ရအောင်ဟုတ်ပြီဗျာအဲ့တော့နျူကာဆယ်စီမနက်ပိုင်းစပေါက်ထားတဲ့ဘော်ဒီဇီးတဲ့1ပေါင်း40ဘော်ဒီဇီးတဲ့ပေးထားတဲ့9ပေါင်းဇီးတဲ့မှာကျွန်တော်3လုံးပေါင်း50ပေးထားတယ်အဲချိုလုံးလိုက်တာပြီးတော့လေအခုညနေမှာကျွန်တော်ပြောနေချိန်မှာနျူကာဆယ်ဘော်ဒီဇီးတဲ့ဒီ1ပေါင်း20ဒါမှမဟုတ်1ပေါင်း30 1ဒီပေါ့နော်အဲ့လောက်တိဘော်ဒီဇီးတဲ့တက်သွားတာကျွန်တော်မြင်ရတယ်9ပေါင်းဇီးတဲ့မှာတော့3လုံးပေါင်း50ဆိုတော့9ပေါင်းဇီးကတော့ဒါပုံမှန်ပဲ3လုံးသွင်းပြီးတော့50စားရမယ်3လုံးမသွင်း င်ရင်90စားမယ်အဲ့တော့ကျွန်တော်တို့နျူကဆယ်ရဲ့ဂိုးပေါင်းဈေးနဲ့ဒီဂိုးပေါ့ဂိုးအောင်ဆော့တဲ့ brother တွေကိုဟိုဘယ်လိုပြောမလဲငချင်းစီနဲ့ငချင်းပြန်ကြော်ခိုင်းတဲ့အချိန်မှာအဲ့တော့ကျွန်တော်ကတော့ဂိုးပေါင်းကိုမစဉ်းစားတော့ကျွန်တော်တို့တကယ်ရောပုံမှန်လားဆိုတော့ကျွန်တော်ထပ်ပြီးတော့ကျွန်တော် analyze လိုက်လုပ်ကြည့်ရမှာပဲဖြစ်တယ်။ဒါနျူကဆယ်နဲ့ဒါဘင်ဖီကာပွဲဟုတ်ပြီနျူကဆယ်စီအခုလက်ရှိဒါသူရဲ့ပရီးမီးယားလိမှာဆိုတာအဆင့်၁၄နေရာမှာယက်တီထားတယ် ဘင်ဖီကာဆိုဒီနဲ့သူ့ရဲ့ဗတာပေါ်တူဂီလိမာဆိုလဲဒါအဆင့်၃မြန်မာယက်တီထားတယ်အဲ့တော့ယက်တီထားချင်းတူရင်တော့ဘင်ဖီကာကတော့နည်းနည်းလေးသူ့ရဲ့ပေါ်တူဂီလိမာတော့သူကတော့ဆရာကြီးပေါ့နျူကာဆယ်ကလည်းထို့တူပဲဒီသူ့ရဲ့ဒီပြည်တွင်းပရီးမီးယားလိဂ်ကလပ်မှာသူကတော့ဒါအဆင့်၁၄မြန်မာယက်တီထားတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီချန်ပီယံလိဂ်ကို တို့ဒီပြစ်မှတ်ထားတာကိုကျွန်တော်တို့မြင်ရတယ်ချန်ပီယံလိပွဲစဉ်တိုင်းမှာလဲဒါဘာစီလိုနာရှုံးနေခဲ့တာလို့ကျန်တဲ့ပွဲတိုင်းမှာလဲနျူကာဆယ်စီအင်ဝင်းဝေးပွဲချန်ပီယံလိကိုစော်ရတာမြင်ရတယ်အဲ့တော့နျူကာဆယ်တွက်ကရောဒီနေ့ပွဲမှာအနိုင်ရရှိသွားမလားအဲ့တော့ကျွန်တော်ဟတ်တူဟတ်ဘော်ရီဇေးတန်ဟတ်တူဟတ်ဘော်ရီဇေးတန်ကိုကြည့်မယ်ဆိုရင်ဒါ ညူကဆယ်ရဲ့အိမ်ကွင်းမှာ2013လောကတွေ့ထားတဲ့အဲ့တော်ညူကဆယ်စီလေ90ပေါ်ရီဈေးနဲ့ပေးထားပြီးဝန်းဝန်းဆိုပြီးတော့ brother တွေတည်ရကြခဲ့တယ်ဘင်ဖီကာအိမ်ကွင်းမှာ2022လောကလည်းတွေ့ဆုံထားခဲ့တယ်အတုံးကလည်းဒါဘင်ဖီကာစီဒီညူကဆယ်ကိုလေ90ပေါ်ရီဈေးနဲ့ပေးပြီးတော့4-2ဆိုပြီး3-2ဆိုပြီးရလက်လေးနဲ့အနိုင်ရရှိအောင်ကစားခဲ့တယ်အဲ့တော့ head to head ပေါ်ရီဈေးတန်းတိုင်းမှာတော့ညူကဆယ်စီဘင်ဖီကာကိုအတားစီးမရခဲ့တာကျွန်တော်တို့မြင်တွေ့ရတယ်ဒါပေမဲ့ head to head ပေါ်ရီဈေးကျေးဖွင့်လင်းမှုမှာတော့ညူကဆယ် ီတစ်ခေါက်ဖွင့်လာတဲ့ body zero ကဒီဒါ body zero မြင့်တယ်လို့ကျွန်တော်တို့ပြောလို့ရတယ်တလုံးသွင်းမှကျွန်တော်တို့တွေ30စားတလုံးသွင်းမှ20စားဤစားနည်းနည်းလေးပိုများတယ်လို့ကျွန်တော်တို့ထင်ရတယ်เนาะ brother တို့အဲညူကစစ်တီဒါပြန်ပွဲဆုံးငါးမိုးကစားကကြည့်မယ်ဆိုကျွန်တော်ပြီးခဲ့တဲ့ဒါကျွန်တော်စနေနေ့က Brighton ကို2-1နဲ့ရှုံးနေခဲ့တယ်ပြီးတော့ဒါ Nottingham Forest ကိုသူ့ရဲ့အိမ်မှာ2-0နဲ့အနိုင်ရရှိခဲ့တယ်ဒီညူကစယ်ကပဲဒီကျွန်တော်တို့ဒါ Ghostling ကိုဒါ Z4 နဲ့အနိုင်ရရှိအောင်ကစားခဲ့တယ်ညူကစယ်စီ Arsenal 1-2နဲ့ရှုံးနေခဲ့တယ်အဲ့တော့ညူကစယ်ရဲ့ ်ပလေးစတိုင်ကစားတဲ့ current form လေး brother တို့ကျွန်တော်တို့တခုသတိထားမိလားတော့မသိဘူး new class စီအဝေးကွင်းမှာတော့ကစားအားမကောင်းရင်မကောင်းခဲ့မယ်ဒါပေမဲ့ကျွန်တော်တို့အိမ်ကွင်းမှာတော်တော်လေးကိုယုံပြီးကစားတဲ့ကစားသမားတွေအများကြီးရှိတယ်။အိမ်ကွင်းပြိသက်ရှိအိမ်ကွင်းမှာပို့ပြီးတော့ကျွန်တော်ကျွန်တော်ပြောလို့ရောဟိုခွေးယုံနွားယုံကျွဲလို့နွားလို့ကစားတဲ့ကောင်တွေအများကြီးပဲ။အဲ့တော့ကျွန်တော်တစ်ဖက်ကဒီ new class ဒီကျွန်တော်တို့ champion league ဘင်ဖီကာနဲ့ကစားပြီးသွားပြီဆိုလဲဒါသူတို့ကဒါအိမ်ကဖူဝမ်နဲ့ကစားမှာဆိုနျူကာဆယ်တွက်ကလာပေါ့ပေါ့ပပါလေးအိမ်ငွေ၃ဝက်ဆက်တိုက်ကစားမှာဆိုနျူကာဆယ်ကတော့ဒီပွဲကိုအာယုံစူးစိုက်မှုအပြည့်နဲ့ကစားမယ်လို့ကျွန်တော်ကထင်တယ်ဟုတ်ပြီအဲ့တော့တစ်ဖက်ကဘင်ဖီကာကြည့်အောင်တစ်ဖက်ကဘင်ဖီကာလည်းအခုလက်ရှိမှာဆိုဒါနီးပြမော်ရီဟိုဒါနီးပြလှုပ်ထားတယ်အဲ့တော့နီးပြမော်ရီဟိုဆိုတာလည်းပရီးမီးယားလိအတွေ့အကြုံရှိတဲ့နီးပြထပ်ပြီးတော့ကျွန်တော်လောလောလတ်လတ်မှာဆိုဘင်ဖီကာဒီပေါ်တူဂီဖလားဖြစ်တဲ့ဒါ ဒီချာဗက်နဲ့ကစားတဲ့အချိန်မှာဆိုဇီတူးဆိုပြီးရလက်နဲ့ပေါ်တူဂီဖလားကိုလည်းပိုင်ဆိုင်ထားတယ်ဆိုတော့အခုအချိန်မှာကစားသမားတွေရဲ့စိတ်တဲ့ပိုင်းဆိုင်ရာရောနီးနီးပြတွေရဲ့စိတ်တဲ့ပိုင်းဆိုင်ရာပရိသတ်တွေရဲ့စိတ်တဲ့ပိုင်းဆိုင်ရာဟောတာအမြင့်မားဆုံးအချိန်ကိုရောက်နေတာကျွန်တော်မြင်ရတယ်ဒါပေမဲ့အခုကစားမှာပေါ်တူဂီလိလိတရအသင်းနေမဟုတ်ဘူးကျတော့ဒါကပ္ပထိပ်ဒီအသင်းဖြစ်တဲ့ပရီးမီးယားလိလို့ဒါကြမ်းကြမ်းတက်တက်ကစားတဲ့ နျူကာဆယ်လိုအသင်းနဲ့ကစားမှာအဲ့တော့ဘင်ဖီကာအတွက်မော်ရင်ဝန်အတွက်ကတော့အရင်လွယ်ကူနေမဲ့အထဲမှာတော့မပါဘူးဟုတ်တယ်နော်ဘရာသာတို့ခုလက်ရှိတာချန်ပီယံလိရဲ့ဒါကျွန်တော်အမတ်ပေးဇယောင်ကြည့်မယ်ဆိုနျူကာဆယ်စီအဆင့်7မှာရှိတယ်ဒီဘင်ဖီကာဒီအဆင့်ကျွန်တော်33မှာရှိနျူကာဆယ်စီကျွန်တော်ခုနပြောသလိုပဲအဓိကသူတို့က ဘာသာတော့ကျွန်တော်တို့ဒါသတိထားမယ်ကျွန်တော်တို့ဆိုဒါပို့ပြီးတော့သတိထားမယ်အိမ်ကွင်းမှာပို့ပြီးတော့ရုံးကစားတဲ့အိမ်လေးမှာဆိုအခုနောက်ပိုင်းမှာဆိုသူတို့ဒါခေါ်ယူထားတဲ့ဒီဂျာမန်တိုက်စုံပြည်တဲ့ဝယ်ဒီမိတ်ဆိုလဲဒါကျွန်တော်တို့ဂိုးဘောက်တွေပြန်တွေ့တာမြင်ရတယ်ပြီးတော့နျူကာဆယ်ရဲ့ဒါကွင်းလယ်ပေါ့နော်ကွင်းလယ်မှာဆိုသူအိမ်ကွင်းမှာဆိုတကယ်ခုနကျွန်တော်ပြောလို့ခွေးယုံနွားယုံခွေးကန်နွားကန်တကယ်ကိုကန်နိုင်တဲ့ဒီဂျော့စလင်တို့ဒီဂူမာရက်စ်တို့တိုနာလီတို့ဆိုတာလုံးဝအိမ်ကွင်းမှာ တကယ်ကိုယုံတဲ့ကစားသမားတွေပြီးတော့တောင်မန်တိုက်စစ်မှာဆိုလဲကျွန်တော်တို့ဒီဒီဂိုရန်လို့ဆိုလဲလုံးဝကိုပြဒီ performance ပြတယ်အိမ်ဝင်းမှာကျန်တဲ့ချိန်မှာသူတို့အဝင်းကိုကစားရင်ဒါပြီးသူတို့တွေပုံစံကောင်းနေပြက်ပြက်မြူကစဲအိမ်ဝင်း connection နယူကဆယ်အိမ်ကွင်းရုံးဟာနယူကဆယ်ရဲ့အိမ်ကွင်းပြည်သက်တွေရဲ့အားပေးတဲ့အားပေးမှုတွေပြီးတော့နယူကဆယ်ရဲ့စိတ်ရမန်းဆိုင်ရာ physical ဘိုင်းမှာလုံးဝအမြင့်မားဆုံးရောက်တယ်အဲ့တော့ဘယ်လိုမှဖြစ်ဖြစ်အခု champion league ကကျွန်တော်အမတ်အမတ်နဲ့သွားတာအဲ့တော့အမတ်သွားတော့ဆိုတော့1 2ဘလောက်ဘလောက်ပေါ့နော်1 2ဘလောက်ဘလောက်ဝင်ဘလောက်ဝင်ရတယ်1 2ဘလောက်ဘလောက်ဆိုရင်အဲကျွန်တော်တို့ဒါချင်းစစ်ပွဲတွေပြန်လော့ရဆိုတော့ဘာပဲပြောအိမ်ကွင်းအားကကြတခုရှိတယ်ပြုတ်လေဒါ body zone နဲ့မြင့်မားတယ်ပဲပြောပြောဘလို့ပဲပြောခုနဲ့ပုကေစီနယူကဆယ်ဘက်က ဒါကျွန်တော်တို့1ဒီဂျီပေးထားတယ်ဆိုတော့ဒါ new card စီတကူရမယ်နှစ်ကိုသူ့ရင်ကျွန်တော်ကြီးအပြည့်ရမယ်ဆိုတော့ new card စီဘလိုပဲဖြစ်ဖြစ်အဲကျွန်တော်တို့အနိုင်နဲ့တည်ရဆိုပြီးရလက်ကိုဒါကြေဖို့နဲ့ပုဂ္ဂလိဖွင့်ထားတာဘာဘာပဲဖြစ်ဖြစ်ဘာပဲနေနေကျွန်တော်တို့ဒီအခုဒီညမှာတော့ဘိုကီရဲ့အနောက်ကိုပဲကျွန်တော်တို့လိုက်မယ်ဘိုကီ ီနောက်ပဲကျွန်တော်လိုက်မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒါကျွန်တော်ရဲ့စိတ်ကြိုက်တပွဲကောင်းရွေးချယ်ပေးပါဆိုကျွန်တော်ကတော့ Newcastle Boy လေးကိုပဲကျွန်တော်ကျွန်တော်ရွေးချယ်ပေးခြင်းနဲ့အဲ့တော့ဒါအကြိုက်ပြုတဲ့ညီကူများအနေနဲ့လည်း Newcastle Boy လေးကိုလိုက်ဆောင်နိုင်ပါတယ်ဟုတ်ပြီဗျာအဲ့တော့ဒီလိုမျိုးနေ့စဉ်တပွဲကောင်းလေးတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်မို့ဒါ Going Bayer YouTube Channel TikTok Channel လေးကို Like Square လောက်ပေးတာပါညီကိုတို့အမြင်တွေရှိလေဒါ comment တွေမှာဝင်ရောက်ဆွေးနွေးသွားလို့ရတယ်ပြီးတော့လည်း Telegram Channel လေးလည်း Join မိတာပါ Telegram Channel လေးမှာတော့ဒါကျွန်တော်ရဲ့ဒါနေ့စဉ်ဒါပေါက်ကြီးလေးတွေပြီးတော့ဒါ online ပွဲလေးတွေပြီးတော့လည်းဒါကျွန်တော်ရဲ့ဒါ ဟိုဟတ်တူကကစားမှုကစားနည်းလေးတွေဟတ်တူကအောက်ကျင်းနိုင်နည်းလေးတွေဟတ်တူကဂိုးပေါ်စော့နည်းလေးတွေကိုအမြဲတမ်းညီကိုတို့ကိုပြောကြားပေးနေတာဖြစ်တော့တော့ကြောင့်ညီကိုတို့ဒီ Telegram Channel join လိုက်ရုံနဲ့တည်းညီကိုတို့တွေ့တာအကျိုးမရုပ်စရာဘူးလို့ဒါကျွန်တော်အနေနဲ့အမခံပါတယ်ပြီးတော့လေ brother တို့ဒီလေဒါကျွန်တော်ကိုချစ်တယ်ကျွန်တော်ကိုခင်တယ်ဆိုရင်ဒါကျွန်တော်ကိုစုံစမ်းတာပေးထားလေ Juva မှာလာရောက်စော့ကစားလို့ရတယ် Juva မှာလာရောက်စော့ကစားရုံနဲ့ညီကိုတို့ဒီ2025 2026တရားစီသာလုံး VIP မှာပုံမှန်တရားစီသာလုံးရရှိမှာပဲဖြစ်တယ်ပြီးတော့လေ အခကျင်းဝင်လုံးဝမယူတော့ပါဘူးဆိုတဲ့ကြောင်ဒီနေရာကနေကျွန်တော်ပြောချင်တယ်ပြီးတော့ထိုင်းရောက်နေတဲ့ညီကိုများထိုင်းပန်ရှိုံနေတယ်စော့ကစားလို့ရတယ်ဆိုတဲ့ကြောင်ဒီနေရာကနေကျွန်တော်ပြောချင်တယ်ကျွန်တော်ဒီမှာတော့ပြန်ပြီးပက်ကစ်ဝယ်ထားတဲ့ညီကိုတွေများစွာရှိတာပေါ့နော်မြန်မာပြည်ကညီကိုတွေရှိတယ်မလေးကညီကိုတွေရှိတယ်ကိုရီးယားညီကိုတွေရှိတယ်ထိုင်းကညီကိုတွေရှိတယ်အဲ့တော့အဲ့ဒီကညီကိုတွေကိုလည်းကျွန်တော်ဒီနေရာကနေပြီးစုမုံကောင်တောင်းပေးလိုက်ပါတယ်ညီကိုများသည် မိမိတို့ဤလုပ်ငန်းဆိုင်ရာမိမိတို့ဤလုပ်ငန်းပိုင်းဆိုင်ရာမှာလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့လုပ်ငန်းကံကံများအဆင်ပြေကြပါစေလို့ပြောချင်နေပဲ။အဲဒီနေ့ညကျွန်တော်စစ်ချက်တပွဲကောင်းအနေနဲ့ကတော့ညူကဆယ်ဘော်ရီကိုရွေးချယ်ပေးနေပဲဒီဗီလေးကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်။အဆုံးမချစ်ရှုပေးညူတယောက်စီတိုင်းကျမချမ်းသာကြပါစေကျမချမ်းသာကြပါစေအားလုံးပဲကိုလက်ပါကိုလက်ပါနော်အားလုံးပဲအပေါင်းပြနိုင်ကြပါစေ။